ိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဟိုကျွန်တော်လာစဉ်တင်ဆက်ပေးနေတဲ့တလားတာယူတော်မင်္ဂလာရေရာလက်ဆောင်တွေကိုဟောပြောပေးတော့မှာဖြစ်ပါတယ်အဲ့တော့အခုနိုဝင်ဘာလတလားနိုဝင်ဘာလတလားတာတွင်မှာကျွန်တော်မိတ်ဆွေတွေဟာဝေကကောင်းခြင်းဘာတွေလုပ်ရမလဲအလုပ်ကိစ္စတွေအောင်မြင်ခြင်းဘာတွေလုပ်ရမလဲကျန်းမာရေးကောင်းခြင်းဘာတွေလုပ်ရမလဲအခြေအနေအောင်ကိစ္စတွေအဆင်ပြေခြင်းလဲဆိုရင်ကျွန်တော်ဘာတွေလုပ်ရမလဲဒီတလားတာတွင်မှာခုနှစ်သားသမီးတွေနဲ့ကံကောင်းစေတဲ့အဆောင်တွေဟာဘာတွေလဲဆိုတာကိုဟောပြောဟောပြောပေးတော့မှာဖြစ်ပါတယ်အဲ့တော့အခုပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့တနင်္ဂနွေသားသမီးများဒီနိုဝင်ဘာလတလတာအတွင်းမှာတနင်္ဂနွေသားသမီးတွေတနင်္ဂနွေနေ့မွေးဖွားသူတနင်္ဂနွေသားသမီးတွေဟာကျွန်တော်တို့တနင်္ဂနွေသားသမီးတွေအတွက်ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနိုဝင်ဘာလတလတာအတွင်းမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာမွေးကံကောင်းခြင်းဘာလို့ရလဲဆိုတော့ကျွန်တော်ရင်မွေးနှင်းစီတပွင့်ပဲအဲ့တော့ရင်မွေးနှင်းစီလေးတော့ကျွန်တော်တို့ချားရတယ်အဲ့တော့ရင်မွေးနှင်းစီလေးကျွန်တော်တို့တပွင့်မက်ဆော့ပြားရှိကိုရောမြကြီးကိုအိမ်မှာပဲလေးလေးနက်နက်ကျွန်တော်ကတ်လုပ်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာတော့ကျွန်တော်တနင်္ဂနွေနေ့မွေးဖွားသူတွေဟာ ငွေကြေးကိစ္စတွေကျွန်တော်အဆင်ပြေသွားမယ်တလတာဖြစ်ပါလေ။အဲ့တော့ဒီတလတာတွင်မှာပဲတနည်းနည်းလေးမျိုးဖွားသူတွေဟာအလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်နေတယ်ဆိုရင်ဘာလို့ ਆ လဲဆိုတော့ကျွန်တော်အလုပ်သွားလျှောက်တဲ့အခါမှာပဲဖြစ်ဖြစ်အလုပ်နဲ့ပတ်သက်ပြီးရည်ကြီးတဲ့ကိစ္စတွေမှာပဲဖြစ်ဖြစ်အလုပ်ကိစ္စတွေကျွန်တော်အဆင်ပြေခြင်းချင်မောင်ညွန့်ခုနှစ်ညွန့်ချင်မောင်ညွန့်ခုနှစ်ညွန့်ကိုကိုအိမ်ရထွက်တဲ့အခါမှာကျွန်တော် နင်းပြီးတော့ချမောင်းခွန်းနင်းကိုပြစ်ချလိုက်မယ်ကိုရင်ရထွက်တဲ့ခါမှာကျွန်တော်နင်းပြီးတော့ချမောင်းခွန်းနင်းကိုနင်းပြီးတော့အလုပ်ကိစ္စတွေကျွန်တော်ဆောင်ရွက်မယ်ဆိုရင်ဒီတလတာအတွင်းမှာတင်းငွေနေနေဝေဖွားသူတွေကအလုပ်ကိစ္စတွေကျွန်တော်အောင်မြင်ပြီးမြောက်သွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလတာအတွင်းမှာပဲတင်းငွေနေနေဝေဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းကျင်နေဆိုရင်ဘာလို့ရလဲဆိုတော့မုံရင်းကကိုမိတ်ဆွေတွေကိုကျွန်တော်မုံရင်းကကျွန်တော်တို့ကျွေးလူပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာတင်းငွေနေနေဝေဖွားသူတွေဟာကျမ်းမာရေးကောင်းမွန်သွားမယ်တလတာဖြစ်သွားမယ် အဲ့တော့ဒီတလန်တာတွင်းမှာပဲဒနင်းကနေနေမွေးဖွားသူတွေဟာဒီနိုဝင်ဘာတလန်တာတွင်းမှာပဲအခြေအိမ်တော်ကြီးကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်အိမ်မှာပဲကျွန်တော်မြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကိုကျွန်တော်အုံနမင်းတစ်ပွဲလေးလေးနက်နက်ကတ်လို့ပြီးတော့အုံနမင်းကျွန်တော်တို့ဆုံးလို့ပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလန်တာတွင်းမှာအခြေအိမ်တော်ကြီးကိစ္စတွေအဆင်ပြေသွားမယ်တလန်တာဖြစ်ပါတယ် အဲ့တော့ဒီစားတာနဲ့မှာပဲဒီနေ့ကနေ့မျိုးပွားသူတွေနဲ့ကံကောင်းစေတဲ့အဆောင်အပါလဲဆိုတော့ကျွန်တော်ဖျားဆောင်လေးတုပ်ကိုကျွန်တော်ဆောင်ထားခြင်းအပြင်ဒီတလတာတွေမှာကျွန်တော်ကံထောက်ပံ့ပြည့်စုံမယ်အားတဲ့ခါမှာလည်းဖျားဆောင်လေးကိုကျွန်တော်ရွတ်မယ်ပေါ့နော်အဲ့တော့ဖျားဆောင်လူတို့လေးကိုကျွန်တော်ဆောင်ထားမယ်အနေရှိတဲ့နေရာကိုသွားလာပဲဖြစ်ဖြစ်အလုပ်ကိစ္စတွေကိစ္စတွေသွားလာပဲဖြစ်ဖြစ်ဒီတလတာတွေရဲ့ဒီနေ့ကနေ့မျိုးပွားသူတွေနဲ့ကံကောင်းစေတဲ့အဆောင်အဆောင်လေးတုပ်ဆောင်ထားအောင်မယ်အဲ့ဆောင်ထဲမှာမှာဖျားဆောင်တုပ်ဖျားဆောင်လေးတုပ်ကိုဆောင်ထားရင်တော့ပို့ပြီးတော့ကိုယ့်အတွက်ကံတာစေတဲ့ကျွန်တော်ကံထောက်ပံ့ရစေတဲ့အဆောင်တစ်ခုဖြစ်ပါတယ် အဲ့တော့ဦးနိုဝင်ဘာလတလတာအတွက်တနင်္ဂနွေနေ့မွေးဖွားသူများအတွက်တလတာယူရိုမီကာရေတရာလက်ဆောင်ကိုဟောပြောပေးခဲ့တာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေနေ့မွေးဖွားသူများအလုံးအနေကင်းပေးရှင်ပြီးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာမိတ်ဆွေများအလုံးမင်္ဂလာပါခင်ဗျာဒီနိုဝင်ဘာလတလတာအတွက်တနင်္ဂနွေနေ့မွေးဖွားသူများတနင်္လာသားသမီးများအတွက်နိုဝင်ဘာလတလတာအတွက်ယူရိုမီကာရေတရာလက်ဆောင်တွေကိုဟောပြောပေးသွားမှာဖြစ်ပါတယ် အဲ့ဒီနိုဝင်ဘာလတလနာအတွင်းမှာတနေ့ကနေမွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းဘာလို့ရလဲဆိုတော့တကြားပါလည်းမဟုတ်အဲ့တော့ကြားပါလည်းမဟုတ်တခုကိုကျွန်တော်တို့ဖျားရှင်ဘုရောမြတ်ကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့ဆိုတော့ကျွန်တော်ဒီတလနာအတွင်းမှာငွေချင်းနဲ့ပတ်သက်ရင်ကျွန်တော်စိတ်ချမ်းသာသွားမယ်တလနာဖြစ်မယ်ပေးသရှင်ကျွန်တော်ပေးနိုင်မယ်ရရရှင်နဲ့ကျွန်တော်တို့ရမယ်တလနာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီနိုဝင်ဘာလတလနာအတွင်းမှာပဲတနေ့ကနေမွေးဖွားသူတွေဟာကျွန်တော်တို့အလုပ်ကိစ္စတွေအောင်မြင်ခြင်းနဲ့ဆိုရင်တော့ဘာလို့ရလဲဆိုတော့ဟိုလျှောက်ထားတဲ့လို့ရဖို့ပဲဖြစ်ဖြစ် ကိုယ်လုံးနေထင်းကုန်နေလို့ပဲဖြစ်ဖြစ်ကြံ့ကြံ့နေလို့ပဲဖြစ်ဖြစ်အဲ့တော့ location နဲ့ပတ်သက်ပြီးတခုခုအောင်မြင်နေတယ်ဆိုရင်ကျွန်တော်တို့အိမ်ဖျားမှာပဲကျွန်တော်တို့စပယ်ညွှန်ရှင်းညွှန်ထောင်းမှုစပယ်ပန်းကုန်းကျွန်တော်တို့ရှိကုန်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလေးလေးနက်နက်ကပ်လူပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလနာတွင်မှာပဲတင်းနာနေမွေးဖောက်သူတွေဟာဒီနိုဝင်မှာတလနာတွင်မှာပဲကျမ်းမာရေးကောင်းနေတယ်ဆိုရင်တော့ကျွန်တော်ဘာလို့ရလဲဆိုတော့ခုံးညောင်းကျွန်တော်တို့ဘုတ်တခုခုလူပါဒါမှမဟုတ်ကျွန်တော်တို့ ဘုံကြောင့်နဲ့ပတ်သက်ပြီးကျွန်တော်တို့ရှင်းပါတစ်ခုကိုဆရာတို့တန်ဃာတို့တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့သုံးစွမ်းနေတဲ့ရှင်းပါတစ်ခုကိုကျွန်တော်တို့တူပေးမယ်ဆိုရင်ဒီတလတာတွင်မှာတင်းငွေတွေဝေဖော်တင်းနာလေးဝေဖော်သူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းမွန်သွားမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီဒွေမာလာတလတာတွင်မှာပဲကျွန်တော်တင်းနာလေးဝေဖော်သူတွေဟာအချင်းအင်းတော်ကြီးကိစ္စတွေကျွန်တော်တို့အဆင်ပြေခြင်းနဲ့ဆိုရင် အားလုံးကလည်းဆိုတော့ကျွန်တော်ငကယ်ယုံဖျားငကယ်ယုံဖျားမှာကျွန်တော်ရွှေကြီးနှစ်လက် 水利，那来，那个用边嘛？就弄路，年少边还是公路那边有，离离那来干路没修，当然没说因。地里拉那对嘛，田那里没法度的呀。企业那点给啥的，生意多嘛？地拉那对嘛，啊罗地拉那对嘛？喂，田那里没法度的呢？那干房子的少，搞一江给啥的？都呼吸的，每一江给啥的？喂，别别，老给啥的？喂，别别，搞一江的呼吸的，那企业那要干部喂别别，干部师傅新人不喂别别，上面的户干老板养子的，上面的户啊罗，知道不？这边用，那边用。 ဆောင်းနှောင်းရုံပဲအဲ့တော့ဇပန်ညွန်လေးတညို့ဆောင်းမှုကျွန်တော်လောက်ကန်ဆောင်းရမယ်ဆိုရင်ဒီတနနာတွင်မှာတော့ကန်ကောင်းစီတဲ့အဆောင်ကန်ထောက်ပံ့ဖြစ်စေတဲ့အဆောင်ဖြစ်ပါတယ်ဘုကျွန်တော်တနင်္လာနေ့မွေးဖွားသူများအတွက်နိုဝင်ဘာလတနနာအတွက်အယူရောမင်္ဂလာရည်ရွယ်လက်ဆောင်တွေကိုဖော်ပြပေးပြီးဖြစ်ပါတယ်အဲ့တော့နောက်ငွေကနေမွေးဖွားသူများအတွက်ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်တနင်္လာနေ့မွေးဖွားသူများအားလုံးအနေအကင်းပေးရှင်ပြီးကျန်းမာချမ်းသာကြော်ရှင်ကြပါစေခင်ဗျာမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဘုရားတော်အင်္ဂါနေ့မွေးဖွားသူများ င်္ဂါဒါသမီများအတွက်တလတာယူရောမင်္ဂလာရေတွေကလက်ဆောင်ပေါ်ပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနိုဝင်ဘာလတလတာအတွင်းမှာအင်္ဂါနေ့ဝေဖန်သူတွေဟာဝေကန်ကောင်းခြင်းဘာတွေလုပ်အောင်လဲ၊လောကိစ္စတွေအောင်မြင်ခြင်းဘာတွေလုပ်အောင်လဲ၊ကျမ်းမာရေးကောင်းခြင်းဘာတွေလုပ်အောင်လဲ၊ဘာတွေလုပ်အောင်လဲ၊အချင်းနောင်ရေးကိစ္စတွေရှင်းပြခြင်းဘာတွေလုပ်အောင်လဲ၊ကံကောင်းစေတဲ့ဆောင်တွေကဘာတွေလဲဆိုတာကိုပေါ်ပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနိုဝင်ဘာလတလတာအတွင်းမှာအင်္ဂါနေ့ဝေဖန်သူတွေဟာကျွန်တော်တို့ဝေကန်ကောင်းခြင်းဘာလုပ်ရလဲဆိုတော့စိတ်သားကြော် စိတ်သားကြော်ကိုကျွန်တော်တို့ဘုရားရှိခိုးတော်မြတ်ကြီးကိုဆွံ့တော်တက်လို့မှာအဲ့တော့စိတ်သားကြော်လေးဘုရားရှိခိုးတော်မြတ်ကြီးကိုဆွံ့တဲ့စိတ်သားနဲ့ဘုရားရှိခိုးတော်မြတ်ကြီးကိုစိတ်သားကြော်ဆွံ့တော်တက်လို့ပြီးတော့ဝိကျိကိစ္စတွေဆူတောင်းလိုက်မယ်ဆိုရင်ဒီတလနာတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေဟာကျွန်တော်ဝေကံကောင်းသွားမယ်တလတာဝေချင်းနဲ့ပတ်သက်ရင်အဆင်ပြေသွားမယ်တလတာပြတ်သွားပါလိမ့်မယ်အဲ့တော့ဒီတလနာတွေမှာပဲနိုဝင်ဘာလတလနာတွေမှာပဲအင်္ဂါနဲ့မွေးဖွားသူတွေဟာကျွန်တော်အလုပ်ကိစ္စတွေအောင်မြင်နေတယ်ဆိုရင်ဘာလို့အောင်လဲဆိုတော့ကျွန်တော်တနင်္လာတော့မှာကိုကတော့အင်္ဂါသားပဲဒါမှမဟုတ်တနင်္လာတော့မှာကျွန်တော်တို့တကုံအဖြူတကုံလုံးအဖြူကျွန်တော်တို့ကိုယ်လည်း ဘုရားရှင်ဘုရောမြတ်ကြီးကိုလေးတင်းနဲ့နဲ့ကတ်လုပြီးဆူတောင်းလိုက်မယ်ဆိုရင်အလုပ်ကိစ္စတွေကျွန်တော်တို့အဆင်ပြေအောင်မြင်သွားမယ်တလာတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလာတာအတွင်းမှာပဲဒီနိုဝင်ဘာလတလာတာအတွင်းမှာပဲသင်္ကန်းလေးဝင်ပွားသူတွေဟာကျမ်းမာရေးကောင်းခြင်းဘာလို့ရလဲဆိုတော့နက်နက်ပိုင်းလေးမှာဒေချိန်လေးပဲဖြစ်ဖြစ်ဒေဖေနေလေးပဲဖြစ်ဖြစ်ကျွန်တော်နက်နက်ပိုင်းလေးမှာ၅နှစ်ကောင်ရှိနေတဲ့နေတဲ့ကြောင်းလဲတောင်းကိုဘုရားကြောင်းမှာရှိတဲ့ကျွန်တော်ဟိုဟိုကန်နေတဲ့ဟို၅နှစ်ကောင်ကျွန်တော်တို့ထုတ်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလာတာအတွင်းမှာ နိုဝင်ဘာလတလတောင်တွင်မှာအင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းမွန်သွားမယ်အနာနဲ့ဆေးပြွသွားမယ်တချောင်ချောင်လေးပြည့်နေတာကနေကျွန်တော်တက်တာသွားမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလတာတွင်မှာပဲနိုဝင်ဘာလတလတောင်တွင်မှာပဲအင်္ဂါနေ့မွေးဖွားသူတွေဟာအခြေအိမ်အောင်ရေးကိစ္စတွေအဆင်ပြေခြင်းလဲဆိုရင်ဘာလို့ရလဲဆိုကျွန်တော်ညံကြီးတို့နန်းကြီးတို့ကိုကိုယ့်အလုပ်ပါဝင်ကြကလေးတွေဝယ်ဖြစ်ဖြစ်ကိုယ့်အိမ်ပါဝင်ကြကလေးတွေဝယ်ဖြစ်ဖြစ်နန်းကြီးတို့ကျွန်တော်ကျွေးလူပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာတွင်မှာအင်္ဂါနေ့မွေးဖွားသူတွေဟာအခြေအိမ်အောင်ရေးကိစ္စတွေကျွန်တော်အဆင်ပြေသွားမယ်တလတာဖြစ်သွားပါလိမ့်မယ် အဲ့တော့ဒီကလတာတွင်းမှာအင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ကံကောင်းစေတဲ့အဆောင်ပါလဲဆိုကျွန်တော်နှင်းစီပန်းလေးတပွင့်မယ်။ဘာယောင်လေးဖြစ်ဖြစ်နှင်းစီတပန်းလေးတပွင့်ကိုဆောင်ထားခြင်းအပြင်ဒီကလတာတွင်းမှာအင်္ဂါနေ့မွေးဖွားသူတွေဟာဒီနိုဝင်ဘာလတလတာတွင်းမှာကံထောက်ခံဖြစ်စေတဲ့ကျွန်တော်တို့အဆောင်တစ်ခုဖြစ်ပါတယ်။အဲ့တော့အခုအင်္ဂါနေ့မွေးဖွားသူများအတွက်နိုဝင်ဘာလတလတာအတွက်ယူရိုမင်္ဂလာရရလက်ဆောင်တွေကိုပေါ်ပြပေးခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့အင်္ဂါနေ့မွေးဖွားသူများအားလုံးအနေနဲ့ကင်းပေးရှင်ပြီးကျမ်းမာချမ်းသာကြော်ရှင်ကြပါစေခင်ဗျာ။ မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဟူဗော်ဒူးနေမွေးဖွားသူများဗော်ဒူးသားသမီးများအတွက်တလန်တာယူတော်မင်္ဂလာရေတရာလက်ဆောင်ကိုဟောပြောပေးတော်မှာဖြစ်ပါတယ်အဲ့တော့ဒီတလန်တာတွင်မှာတော့ဗော်ဒူးနေမွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲအဲ့တော့လုပ်ကိစ္စတွေအဆင်ပြေအောင်မြင်ခြင်းဘာတွေလုပ်ရမလဲကျန်းမာရေးကောင်းခြင်းဘာတွေလုပ်ရမလဲခြေရင်းတော်ရေးကိစ္စတွေအဆင်ပြေခြင်းလည်းဆိုရင်ဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲပေါ့အဲ့တော့ဒီတော့လာပြီမှာဘုလူးနေမြို့ပေါ်သူတွေအနေနဲ့ကံကောင်းစေတဲ့ဆောင်းပါတွေလေးဆိုတာကိုပေါ်ပြပြီးတော့မှာဖြစ်ပါတယ် တော့ဒီတလနာအတွင်းမှာတော့နိုဝင်ဘာလတလနာအတွင်းမှာတော့ဗိုလ်တပ္ပုနေမွေးဖွားသူတွေဟာကျွန်တော်တို့မွေးကန်ကောင်းခြင်းဘာလို့ရလဲဆိုတော့ရက်တောင်ရက်တောင်ဆိုတော့ကျွန်တော်ဖုံးကြီးရက်တောင်ပေါ့နော်အဲ့တော့ဖုံးရက်တောင်ကိုနိုင်နဲ့ကိုနိုင်တလောက်ကိုနိုင်နဲ့ယူစားတလောက်ပေါ့အဲ့တော့ဖုံးရက်တောင်ကိုကျွန်တော်တို့ဖုံးတော့ယူကျွန်တော်တို့လှုပ်ပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလနာအတွင်းမှာဘောတကူးနဲ့မွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းသွားမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလနာအတွင်းမှာပဲနဝေမာလာတလနာအတွင်းမှာပဲဘောတကူးနဲ့မွေးဖွားသူတွေဟာကျွန်တော်တို့အလုပ်ကိစ္စတွေအောင်မြင်နေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ဖျားစာကိုတော့ ကျွန်တော်ဗျာဆောင်တုံးကိုပါဠိဆောင်ဥစ္စာကျွန်တော်ပဋ္ဌာန်းဆောင်ဘယ်ဖြစ်ဖြစ်ကျွန်တော်ဟိုပေကြီးဆက်ဥစ္စာတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ကျွန်တော်ဗျာနဲ့ပတ်သက်တဲ့အခါပေါ့ဗျာဆောင်တုံးကိုကျွန်တော်ကိုမိတ်ဆွေတွေကျွန်တော်တို့လှူဒန်းပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာတွေမှာဟိုတခုနဲ့ငွေဖွားသူတွေဟာအလုပ်ကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်အဆင်ပြေအောင်မြင်သွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလတာတွေမှာပဲဟိုတခုနဲ့ငွေဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းနေတယ်ဆိုရင်တော့မလိုအောင်လဲဆိုတော့ကျွန်တော်ငှက်ကလေးသုံးကောင်အဲ့တော့ကျွန်တော်ဗျာတွေရှိမှဆိုရင်တော့ငှက်လွတ်တဲ့ဟာတွေရှိတယ်ပေါ့နော်ကျွန်တော်ဒီ မင်္ဂလာလို့နားမှာဆိုလဲကြိုက်လို့ဖျားရှင်ရှင်မကျွန်တော်ငတ်လွတ်တာရှိတယ်ရွှေရုံပုံမှာဆိုလည်းရှိတယ်ပေါ့အဲ့တော့နေရလူတွေဆိုလည်းကိုယ်နေရပြရမှာတော့ရှိမယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ငတ်လေးသုံးကောင်စာလေးသုံးကောင်ကျွန်တော်တို့လွတ်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာတွင်မှာနိုဝင်ဘာလတလတာတွင်မှာဘော်ဒခုနှစ်မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းမှုတော်မယ်တလတာနာမည်ဆေးတွေ့ရမယ်ယောဂတက်တာဝါမယ်ကျွန်တော်နေရထိုင်တာပေါ်ပွားဝါမယ်ကျွန်တော်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလတာတွင်မှာပဲဘော်ဒခုနှစ်မွေးဖွားသူတွေဟာကျွန်တော်တို့အခြေအနေအိမ်တော်ကြီးကိစ္စတွေအောင်မြင်နေတယ်ဆိုရင်ကျွန်တော်ဘာလုပ်ရလဲဆိုတော့အောင်တရားရှိခွက် အဲအောင်တရားကျွန်တော်ရှုပ်ကခါရတော်ဆိုတာရှိတယ်အဲ့တော့အောင်တရားရှိကကိုအောင်တရားရှိကခါရတော်ကိုကျွန်တော်တို့73ငောက်ရုပ်ပြီးမှဆိုရင်ဒီတလားတာအတွင်းမှာအခြေအနေတော်ရဲ့ကိစ္စတွေကျွန်တော်အဆင်ပြေသွားမယ်တလားတာဖြစ်ပါတယ်အဲ့တော့ဘုဒ္ဓဦးနဲ့မွေးဖွားသူတွေကဒီနိုဝင်ဘာလတလားတာအတွင်းမှာကံကောင်းစီတဲ့အဆောင်ပါလဲဆိုကျွန်တော်စာရည်လေး3ရေးပဲစာရည်လေး3ရေးပဲကိုရေးချောင်းရှိတဲ့ခါမှာအဲ့စာရည်လေး3ရေးကိုကျွန်တော်တို့ဆောင်းသွားခြင်းအဖြစ်ဒီတလားတာအတွင်းမှာဘုဒ္ဓဦးနဲ့မွေးဖွားသူတွေအနေနဲ့ကံထောက်ခံဖြစ်စေတဲ့အဆောင်ဖြစ်ပါတယ်အဲ့တော့အခုကျွန်တော် ဗိုလ်ထူးနေဝေဖွားသူများဗိုလ်ထူးသားသမီးများအတွက်နိုဝင်ဘာလတစ်လတာအတွက်ယူရိုမင်္ဂလာရေလျာလက်ဆောင်ဟောပြောပေးခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ဗိုလ်ထူးနေဝေဖွားသူများဗိုလ်ထူးသားသမီးများအနေနဲ့ပြည့်စုံပြီးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာဂျာလာလင်းနေဝေဖွားသူများအားလုံးမင်္ဂလာပါခင်ဗျာဒီဂျာလာလင်းနေဝေဖွားသူများအတွက်နိုဝင်ဘာလတစ်လတာအတွက်ယူရိုမင်္ဂလာရေလျာလက်ဆောင်တွေကိုဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်လတာတွင်မှာနိုဝင်ဘာလတစ်လတာတွင်မှာဂျာလာလင်းနေဝေဖွားသူတွေဟာကျွန်တော်တို့ငွေကန်ကောင်းခြင်းဘာလို့ရောင်းလဲဆိုတော့ကျွန်တော်တို့ခြေပန်းကိုတိုးထဲမှာ အုံညွန့်ကျွန်တော်တို့ချောင်းညွန့်ခြေပန်းဦးခြေပန်းဦးထဲမှာတို့ရရတယ်အဲ့တော့ခြေပန်းဦးလေးကျွန်တော်ကြီးကြီးတေးတေးတော့ရှာရတယ်ပေါ့နော်အဲ့တော့ခြေပန်းဦးတို့ထဲမှာကျွန်တော်အုံချောင်းညွန့်ထည့်ပြီးတော့မျက်စောများရှိကိုယ်တော်မျက်ကြီးကိုလေးလေးနဲ့ကတ်လို့ပြီးငွေကြေးကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာတွေမှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်အဆင်ပြေသွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီနိုဝင်ဘာလတလတာတွေမှာပဲဂျာလာရီနဲ့ငွေဖောက်သူတွေဟာကျွန်တော်တို့လိုကိစ္စတွေအောင်မြင်နေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကိုနေတဲ့နေရာ ပါဝင်ကြီးကကျွန်တော်တို့ဖျားစီတီတဆူဆူသွားပြီးတော့ကျွန်တော်ခေါင်းလုံး၆ချက်ထိုးလူပြီးတော့ကျွန်တော်ဆူတောင်းမြတ်တာပို့လိုက်မယ်ဆိုရင်ဒီဒလနာတွင်မှာကျွန်တော်တို့နေဝေဖတ်သူတွေအနေနဲ့အလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်ပြီးမြောက်သွားမယ်ဒလတာဖြစ်ပါတယ်အဲ့တော့ဒီဒီလာနာတွင်မှာပဲကျွန်တော်တို့ဝေဖတ်သူတွေကကျမ်းမာရေးကောင်းနေတယ်ဆိုရင်ဘာလို့လဲဆိုတော့ကိုပါဝင်ကြီးကကိုဒေါမို့ကိုလို့ပါဝင်ကြီးကဒေါမို့ကိုနေရာနေထိုင်တဲ့ပါဝင်ကြီးတွေကကျွန်တော်တို့ခလေးတွေကိုတစ်ပြည့်ပြည့်ကျွန်တော်တို့တိုက်လှူပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်ဒီဒီလာနာတွင်မှာကျွန်တော်တို့ကျွန်တော်တို့ဝေဖတ်သူတွေကကျွန်တော်ကျမ်းမာရေးကောင်းမှုသွားမယ်ဒလတာဖြစ်ပါတယ် အဲ့တော့ဒီတရားနဲ့မှာပဲကျွန်တော်ဒီနေ့ဝေဖောက်သူတွေဟာကျွန်တော်အခြေရေးအိမ်တော်ရေးကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ဘုရားကုံတော်ကိုးပါးထဲမှာပါတဲ့လောကဝိရုကုံတော်ကိုကျွန်တော်တို့ပရိစိတ်မယ်အဋိဌာန်မြတ်ပြုတ်ပြီးကျွန်တော်ပရိစိတ်မယ်ပေါ့ခုဘဏ္ဍပတ်စိတ်မယ်ဒီတရားတွေမှာဘဏ္ဍပတ်စိတ်မယ်အဲဘဏ္ဍကြီးစိတ်မယ်ပေါ့နော်အဲ့တော့တရားရှင်လုံးပရိနဲ့စိတ်မယ်ဆိုရင်ဒီတရားတွေမှာလောကဝိရုကုံတော်ကိုကျွန်တော်အဋိဌာန်ဝင်ပရိစိတ်ခြင်းအပြင်အခြေအိမ်တော်ရေးကိစ္စတွေကျွန်တော်အဆင်ပြေအောင်မြင်သွားမယ်တရားတာဖြစ်သွားပါလိမ့်မယ် အဲ့တော့ဒီတရနာနဲ့မှာပဲကျွန်တော်ဂျာရာပြင်းနဲ့မွေးဖွားသူတွေဟာကျွန်တော်ကန်ကောင်းစီတဲ့အဆောင်ဂျာရာပြင်းနဲ့မွေးဖွားသူတွေအနေနဲ့ဒီနိုဝင်ဘာလတလနာတဲ့မှာကန်ကောင်းစီတဲ့အဆောင်ဟာကျွန်တော်ဘာလဲဆိုတော့ခင်းငွားလေးတစ်ခုကိုကျွန်တော်တို့ဆောင်းထားခြင်းအပြင်ဒီတလနာတဲ့မှာကန်ထောက်ပံ့ဖြစ်စေပါတယ်အဲ့တော့ခင်းငွားလေးဆိုတာတိတ်မခတ်ပါဘူးကျွန်တော်တို့အလူမင်္ဂလာတွေမှာအချိုဝဲစားတဲ့အခါမှာကျွန်တော်တို့ထိုးရတဲ့ခင်းငွားလေးတွေရှိတယ်ပေါ့နော်အဲ့တော့ခင်းငွားလေးကျွန်တော်အဲ့ဒါလေးဆောင်ထားခြင်းအပြင်ဒီတလတာပြင်မှာတော့ဂျာရာပြင်းနဲ့မွေးထူပါသူတွေအနေနဲ့ကျွန်တော်ကန်ထောက်ပံ့ဖြစ်သွားမယ်တလတာဖြစ်ပါတယ် အဲ့တော့အခုနိုဝင်ဘာလတလတာအတွက်ဂျာနရီနေ့မွေးဖွားသူများအတွက်တလတာယူတော်မင်္ဂလာရက်ရက်လက်ဆောင်ကိုဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့ဂျာနရီနေ့မွေးဖွားသူများအားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ။တောက်ကြနေ့မွေးဖွားသူများအားလုံးမင်္ဂလာပါခင်ဗျာ။အခုနိုဝင်ဘာလတလတာအတွက်တောက်ကြနေ့မွေးဖွားသူများအတွက်တလတာယူတော်မင်္ဂလာရက်ရက်လက်ဆောင်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီတလတာတွင်မှာတောက်ကြနေ့မွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းလည်းဆိုရင်ဘာလို့ရလဲဆိုတော့ကိတ်မို့ ျွန်တော်ကိန်းကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကျွန်တော်တို့ခြေပံများတဲ့လေးကိုကိန်းကိုတွေထည့်ပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနေ့နေ့နဲ့ကတ်လို့ပြီးငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆူတောင်းလိုက်မယ်ဆိုရင်ဒီတက်တာအတွင်းမှာငွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ကံအထောက်ပံ့ဖြစ်သွားပြီးကျွန်တော်ငွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ငွေကံကောင်းသွားမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတက်တာအတွင်းမှာပဲတောက်ကြနေငွေဖွားသူတွေဟာကျွန်တော်အလုပ်ကိစ္စတွေအောင်မြင်နေတယ်ဆိုရင်အလုပ်ကိစ္စတွေအဆင်ပြေနေတယ်ဆိုရင်ကျွန်တော်တို့ဘာလို့ရလဲဆိုတော့တနေ့ဝင်ထောင်းအောင်လာတော့ရတယ်အဲ့တော့တတိကျွန်တော်တို့6လုံးဘာတတိပဲပြပြလိမ္မော်တိဆို6လုံးပေါ့ တတိ6 6လုံးပေါ့နော်အဲ့တော့တနင်္ဂနွေတော့မှကျွန်တော်တို့တတိ6လုံးမျက်စွာပြားရှင်ကိုလိုမျက်ကြီးကိုလေးလေးနက်နက်ကတ်လုပ်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာတွင်မှာတောက်ကြနေမွေးပွားသူတွေဟာကျွန်တော်တို့အလုပ်ကိစ္စတွေအဆင်ပြေသွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလနာတွင်မှာပဲတောက်ကြနေဝေဖွားသူတွေဟာကျမ်းမာရေးကောင်းကျင်နေဆိုရင်ကျွန်တော်တို့ဘာလို့ရလဲဆိုတော့ကို့နေရာဒေသမှာရှိတဲ့ကျွန်တော်ဖုံးကြောင်းဖုံးကြောင်းမှာကျွန်တော်တိမ်ဝင်လန်းဆိုတာရှိတယ်အဲ့တော့တိမ်နေလို့ကျွန်တော်တို့မျိုးသမီးဆိုရင်တော့ဝင်လို့မရဘူးပေါ့နော်အဲ့တော့တိမ်လန်းကို အဲ့တော့တိမ်သွားတဲ့လမ်းတိမ်ဝင်တဲ့လမ်းကိုကျွန်တော်တို့တဲလေးစတိတွေကျွန်တော်တို့ခင်းပေးမယ်။ဘေးနားနေတဲလေးအိုက်လမ်းဘေးနားနေကျွန်တော်တဲလေးစတိကျွန်တော်တို့ခင်းပြီးတော့ကျွန်တော်တို့ဆူတောင်းနိုင်မယ်ဆိုရင်ဒီတလနာတွင်းမှာကျွန်တော်တို့တောက်ချာနေမွေးဖွားသူတွေဟာဒီနိုဝင်မတ်တလနာတွင်းမှာကျွန်တော်ကျမ်းမာရေးကောင်းမွန်သွားမယ်တလနာဖြစ်ပါတယ်။အဲ့တော့ပြောမယ်ဆိုကျွန်တော်တိမ်ဝင်တဲ့လမ်းကိုကျွန်တော်တဲသွားခင်းပေးခြင်းအပြင်ဒီတလနာတွင်းမှာကျမ်းမာရေးကောင်းမွန်သွားမယ်တလနာဖြစ်မယ်။အဲ့တော့ဒီတလနာတွင်းမှာပဲ 领导们，马拉达纳的马尾，到家里没跑到地下，只能去，只能去家里。身边真的虽然只能路爬路，俺们说了，雇人每年弄，啊，雇人到家了，雇人每年弄嘛，只能路体力的事，体力体力的啵。我那时候过年时候，今年过年了啵，我冻的在冻着就冻着哈着说的弄哈着啵。还有体力的体力，俺俩只能路雇的嗯哦。 ကိုယ့်ရဲ့ဥစ္စာပေါ့ကိုယ့်အသက်ပိုင်းလိုက်ပေါ့နော်အဲ့တော့ဒီနေ့လေးကျွန်တော်တို့တက်စစ်လေးလူပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီဒီတစ်နှစ်တာဒီတလတာတွင်မှာဒီနိုဝင်ဘာလတလတာတွင်မှာတောက်ကြနေမွေးဖွားသူတွေဟာကျွန်တော်ချီးအိမ်တော်ရင်ကိစ္စတွေအဆင်ပြေသွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီနိုဝင်ဘာလတလတာတွင်မှာပဲကျွန်တော်တောက်ကြနေမွေးဖွားသူတွေအနေနဲ့ကံကောင်းစေတဲ့အဆောင်ဟာဘာလဲဆိုတော့ကျွန်တော်အောင်တပြည်ညွန့်လေးကျွန်တော်တညွန့်ပဲအဲ့တော့အောင်တပြည်တညွန့်ကိုကိုရေးချောင်းရှိတဲ့အခါအနေရှိတဲ့နေရာကိုသွားတဲ့အခါအရေးချောင်းတွေစတင်ပြုမှုတိုးဆူလုပ်ကြတဲ့အခါမှာအောင်တပြည်တညွန့်ကိုဆောင်းထားခြင်းအပြင် ဒီတလတာအတွင်းမှာတောက်ကြန်နေမွေးဖွားသူတွေအနေနဲ့ကံထောက်ပံ့ဖြစ်စေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်ခင်ဗျာဟိုတောက်ကြန်နေမွေးဖွားသူများတောက်ကြန်သားသမီးများအတွက်နိုဝင်ဘာလတလတာယူရိုမင်္ဂလာရက်လေးလက်ဆောင်ကိုပေါ်ပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့တောက်ကြန်နေမွေးဖွားသူများအားလုံးအနေကင်းပေးရှင်ပြီးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာစနေနေ့မွေးဖွားသူများအားလုံးမင်္ဂလာပါခင်ဗျာဒီစနေနေ့မွေးဖွားသူများအတွက်ကျွန်တော်တလတာယူရိုမင်္ဂလာရက်လေးလက်ဆောင်ကိုပေါ်ပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့ဒီနိုဝင်ဘာလတလလတွဲမှာစနေနေ့ဝင်ဖောက်သူတွေဟာကျွန်တော်ဝင်ကန်ကောင်းခြင်းဘာတွေလုပ်ရမလဲအလုပ်ကိစ္စတွေဆင်ပြေခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲအဲ့လိုမျိုးပဲကျမ်းမာရေးကောင်းခြင်းကျွန်တော်တို့ဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲအခြေအနေကိစ္စတွေအောင်မြင်ခြင်းနဲ့ဆင်ပြေခြင်းနဲ့ဆိုရင်ဘာတွေလုပ်ရမလဲအဲ့တော့ဒီတလလတွဲစနေနေ့ဝင်ဖောက်သူတွေအနေနဲ့ကန်ကောင်းစေတဲ့အဆောင်အားဘာလဲဆိုတာကိုကျွန်တော်ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့စနေနေ့ဝင်ဖောက်သူတွေကဒီနိုဝင်ဘာလတလလတွဲမှာကျွန်တော်တို့ဝင်ကန်ကောင်းခြင်းနဲ့ဆိုရင်ဘာလုပ်ရလဲဆိုတော့ကျွန်တော်အာလူပူတင် အဲ့တော့အလုပ်ကုတင်ကိုကျွန်တော်ဘုရားရှင်ကိုလိုမြကြီးကိုလေးလေးနက်နက်ကတ်လုပ်ပြီးငွေချင်းနဲ့ပတ်သက်တာဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာတွေမှာငွေချင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့စိတ်ချမ်းသာအောင်ရမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလတာတွေမှာပဲစနေနေ့မွေးဖွားသူတွေဟာဒီနိုဝင်ဘာလတလတာတွေမှာပဲအလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်အစီအမင်းနေဆိုရင်ဘာလို့ရလဲဆိုတော့စနေတော့မှာစနေတော့လို့သွားလို့ရတယ်ထီးဖြူခုနှစ်လက်မြတ်စွာဘုရားရှင်ကိုလိုမြကြီးကိုလေးလေးနက်နက်ကတ်လုပ်ပြီးဆူတောင်းလိုက်ပါခင်ဗျာ တော့ဒီတော့နာပြင်မှာပဲစနေနေ့မွေးဖောက်သူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းနေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့노ဒမင်းအဲ့တော့노ဒမင်းကိုကျွန်တော်တို့ကိုပါဝင်ညာပဲဖြစ်ဖြစ်ကိုအိနီနာပဲဖြစ်ဖြစ်ကိုအလုပ်ပါဝင်ညာပဲဖြစ်ဖြစ်ကျွန်တော်တို့မိတ်ဆွေတွေကို노ဒမင်းဒါမှမဟုတ်ကလေးတွေကိုကျွန်တော်노ဒမင်းကျွေးလူလိုက်မယ်ဆိုရင်ဒီတလတာပြင်မှာစနေနေ့မွေးဖောက်သူတွေအနေနဲ့ကျွန်တော်ကျမ်းမာရေးကောင်းမှုသွားမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလတာပြင်မှာစနေနေ့မွေးဖောက်သူတွေက အခြေအကိစ္စတွေအစင်မပြေလို့အိမ်တော်ကြီးကိစ္စတွေအစင်မပြေလို့အခြေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ညှိမြနိုင်မြပြေလို့ကျွန်တော်စိတ်ဒုက္ခတွေရောက်နေရဆိုရင်ဒီတနာတာတွေမှာချက်နေနေမွေးဖွားသူတွေဟာအခြေအိမ်တော်ကြီးကိစ္စတွေအစင်ပြေခြင်းနဲ့ဆိုတော့ကျွန်တော်ဘာလို့ ਆ လဲဆိုတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနောင်အောင်တစ်ဖက်နဲ့ကျွန်တော်တို့ပေါင်ဖို့တစ်ချက်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးဆုတောင်းလိုက်မယ်ဆိုရင်ဒီတလာတာတွင်မှာအခြေအနေတော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ကောင်းမွန်သွားမယ်အချိန်ပြည့်သွားမယ်တလာတာဖြစ်ပါတယ် ဲ့တော့ဒီတလတာအတွင်းမှာဒီနိုဝင်ဘာလတလတာအတွင်းမှာဇနီးနေ့ဝေးပွားသူတွေအနေနဲ့ကံကောင်းစေတဲ့အဆောင်ဟာကျွန်တော်ဘာလဲဆိုတော့ပန်းလေးတစ်ပွင့်ပဲဘာပန်းဖြစ်ဖြစ်ကျွန်တော်ပွင့်နေတဲ့ပန်းလေးတစ်ပွင့်ကိုဆောင်ထားခြင်းအပြင်ဒီတလတာအတွင်းမှာဇနီးနေ့ဝေးပွားသူတွေအနေနဲ့ကျွန်တော်ကံအထောက်ပံ့ဖြစ်စေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဇနီးနေ့ဝေးပွားသူများအတွက်တလတာနိုဝင်ဘာလတလတာအတွက်အယူတော်မင်္ဂလာရေတရာလက်ဆောင်တွေကိုဟောပြောခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ဇနီးနေ့ဝေးပွားသူများအားလုံးအန်ဒီယကင်းပေးရှင်ပြီးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ